မင်္ဂလာပါခင်ဗျာရခိုင်မဟာမုနိဖုရားပြောက်တော့လေအမရပူရလို့ခေါ်တဲ့အခုမန္တလေးမဟာမုနိဖုရားကရခိုင်ကပင်းဆောင်လာခဲ့တဲ့မဟာမုနိဖုရားအစီလာရခိုင်ပြည်ကျောက်တော်မှာရှိတဲ့ဖုရားကအစီလာဘေဖုရားကအစီလေးဆိုတာကိုကျွန်တော်မိတ်ဆွေတွေမေးတတ်ကြပါတယ်ဒီကျောင်းရောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်ဆုံးမေတ္တာရဲ့ခင်ရှင်တာကတော့ကျွန်တော်တို့အခုကိုးကွယ်နေကြတဲ့ဖုရားတွေဟာလေအကုန်လုံးကအတူတူရှိပါပဲမြတ်စွာဘုရားရှင် အစီတွေမှာမဟုတ်တော့တာပဲကို ကျွန်တော်တို့ကမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုစံတူတော်တွေရှိမှအာယုံပြုတ်ပြီးတော့မြတ်စွာဘုရားဆုံးမတဲ့လင်းစံအတိုင်းလိုက်နာနေထိုင်ဆောင်ရွက်နေကြခြင်းသာဖြစ်တယ်။ဘုရားအတုအစစ်ဆိုတာတည်းကျွန်တော်တို့ယုံကြည်မှုကသာစစ်မှန်တဲ့တရားတရားနဲ့ဘုရားဂုဏ်တော်တရားဂုဏ်တော်တန်ခါဂုဏ်တော်တွေကိုယုံယုံကြည်ကြည်နဲ့ပူဇော်ကတော့ဖို့ပဲလိုအပ်တယ်ဆိုတာကိုအရင်ဆုံးပြောချင်ပါတယ်။ဒီနေ့မှာတော့မိတ်ဆွေတွေအမေးများကြတဲ့တဲ့တရားဖြစ်ကြတဲ့မာမုနီဘုရားပင်မှာရှိလေ အတုလအစီလာဆိုရဲမိခွန်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်လက်လက်မိသည်မြအစအုပ်စာရင်းတွေပါဇက်ရာဇဝင်တွေနဲ့ဘုရားသမိုင်းတွေကိုအခြေခံပြီးတော့ပြောပြပေးတော်မှာပဲဖြစ်ပါတယ်ခင်ဗျာမဟာမုနိဘုရားသမိုင်းထဲမှာတော့တညဝတီပြည့်ရှင်စေနသူရမင်းဟာမြတ်စွာဘုရားကိုဖူးမြော်လိုတဲ့အတွက်အတိတ်ထင်းနဲ့အာယုံပြုပြီးတော့ဆူတောင်းပွင့်ပေးချက်တွေရမြတ်စွာဘုရားရှင်နဲ့နောက်လိုက်သင်္ဃာတော်900တို့ဟာ ကောင်းခင်ရင်ကနေပြတဲ့ရင်မြန်စီပြီးတော့ရခိုင်ပြည်ကျောက်တော်မြို့အရှိဘက်ဒေလာဂီရီမောရာပေပဒါလို့ခေါ်တဲ့ကျောက်တော်တောင်မှာရင်နာတော်မူခဲ့ပြီးတော့ညီတော်အာနေနာကိုမြတ်စွာဘုရားရှင်ကရှိကဖြစ်ခဲ့မှုတဲ့ဘဝဖြစ်တော်စဉ်တွေနဲ့နောက်ဖြစ်လာမယ့်အခြေအနေတွေကိုဖြာတိတ်ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ဆန္ဒသူရဘယံဟာမြတ်စွာဘုရားရှင်ကိုရွှေပန်းပေါင်းငွေပန်းပေါင်းမူလေးပေါ်ချက်ရှာကုတ်ကားဒက်ရှာ ပန်းနဲ့သားတွေကိုလက်မှကိုင်းပြီးတော့မိမိရဲ့နန်းတော်ကနေပြီးတော့အာယုံပြုဆူတောင်းခဲ့တယ်လို့ဆိုပါတယ်။မြတ်စွာဘုရားရှင်ဟာဆန္ဒသူရပညာရဲ့ပန်းပိတ်ချက်ကြောင့်ကြောက်တော်ကနေတဆင့်တညောက်ဒီမျိုးကိုရောက်ရှိတည်နှုံနေထိုင်ခဲ့ပါတယ်။တညောက်ဒီဆိုတာကတော့ကြောက်တော်မျိုးနဲ့အခြေဘက်6မိုင်အပေါ်တိရိမာနတိလို့ခေါ်တဲ့တတိလျှောက်ရဲ့ရာဘက်အရှိလောင်ကြီးကျူး63ဒီဂရီ3မိနစ်နဲ့မြောက်လက်တီကျူး20ဒီဂရီ50မိနစ်မှာတည်ရှိပါတယ်။ ဒီမျိုးတော်ဟာရခိုင်ရာဇဝင်သမိုင်းမှာတာဒီယာတညောက်ဒီလို့တန်ရှာတဲ့မျိုးတော်လို့ဆိုပါတယ်။ဒီမျိုးတော်ဟာဆိုရင် BC 980ကနေ AD 329အထိမန်းဆက်ပေါင်း2060 1ပေါင်း900ခန့်ကြာရှည်ခဲ့တယ်လို့လည်းဆိုရပါတယ်။ဒါပြင်ဆင်ကြီးစွာတွေပေါ်ကျွေဝတဲ့အတွက်လည်းတညောက်ဒီလို့ခေါ်တွင်တယ်လို့လည်းဆိုကြပါတယ်။မြတ်စွာဘုရားရှင်ဟာမဟာတိဂရ123ခုနှစ်မှာတညောက်ဒီကိုရောက်ရှိလာပြီးတော့ဘယင်စေနသူရိယရဲ့လျှောက်ထားမှုအရာ မဟာတိကရိ123ခုနှစ်ကဆုံလပြည့်ဘုဒ္ဓဟူးနေ့မှာပဲကုဘောတော်မဟာမုနိကို တွင်လို့ခဲ့ကြပါတယ်။ဇာသပတိနေ့မှာတော့တွင်လို့ပြည့်စည်တယ်လို့ဆိုပါတယ်။တွင်လို့ပြည့်တဲ့မြတ်စွာဘုရားနဲ့ပုံလူမဟာမုနိဘုရားကိုတော့မြတ်စွာဘုရားရှင်ကရင်ငွေတော်ခုနှစ်အုပ်ထိတွင်လိုက်တဲ့အခါမှာတော့ကုဘောတော်ဟာမြတ်စွာဘုရားနဲ့ရုပ်ရှင်ခွေးမရအောင်တူတော်တယ်လို့ဆိုပါတယ်။ဒါပြန်သက်ရှိထင်ရှားဘုရားရှင်လို့လှုပ်ရှားသွန်လာပြောဆိုနိုင်တယ်လို့လည်းဆိုကြပါတယ်။ ဒီကူဘောတော်ဟာမြတ်စွာဘုရားရှင်မြစ်စင်မာကိုပြန်ကြောက်ခံပြီးမှမြတ်စွာဘုရားနဲ့အတူလိုက်ပါဖို့တောင်းဆိုခဲ့တယ်လို့လည်းဆိုပါတယ်။ဒါကိုဘုရားရှင်ကတိုင်မြင်ပြီးတော့တညပတိမှာပဲလူတော်ဝါးတွေချက်တွဲဝင်စေဖို့နေရိတ်ခဲ့ဖို့မှာထားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီမှာဘုရားရှင်ကနောက်ကာလတွေမှာတော့လူတွေဟာတရားမေ့လာကြပြီးတော့ချက်ကလေးငှက်ကလေးတွေပျောက်တာကအစလာရောက်မေးမြန်းကြလိမ့်မယ်။ ဒီခါမှာတော့တုံ့နှိပ်ပါဝေစစ်စစ်တာနေရပါလို့လို့မှတ်သားခဲ့တယ်လို့လည်းဆိုပါတယ်ဒီလိုနဲ့တယောက်ဒီမျိုးရဲ့တောင်ဘက်ကဲရမှာရှိတဲ့သီရိကုတ္တကုန်းတော်မှာကိုဘောတော်ဟာတတန်းသုံးနေတိုင်းခဲ့ပါတယ်ဒါရကဖြစ်တဲ့စေနာသူရမင်းဟာလည်းတတော်89နှစ်သက်ဂရီ149ခုနှစ်မှာကိုယ်လည်းခဲ့တယ်လို့ဆိုပါတယ်စေနာသူရဘရင်ကိုယ်လည်းပြီးတော့60မြောက်သူရစက္ကမင်းကြီးဟာအဇာတော်စေနာသူရမင်းကြီးကမဟာမုနိဖရာကိုတွန်းလှုပ်ရမှာ ပူဇင်နေခဲ့တဲ့ယတနာတွေကိုတူဖော်ပြီးတော့မုဏိ၅ပါးကိုတွင်လုခဲ့ပြီးတော့ဇင်တဲ့ယတနာတွေကိုတော့မဟာဇင်ဖရာအဖြစ်တွင်လုခဲ့တယ်လို့လည်းဆိုပါတယ်။ဒီမုဏိ၅ဆိုကတော့ဒေဝမုဏိ၊သုလာမုဏိ၊ရာဇမုဏိ၊တကြမုဏိ၊ဇန္တမုဏိဖရာတွေပဲဖြစ်ပါတယ်။ဒီစင်တုတော်၅ဆိုကို၄မျိုးခက်မှာအလောမဘုမင်းကြီးကတနည်းအားဖြင့်မှပူမြော်နိုင်စေဖို့အတွက်မဟာမုဏိကိုဘောတော်နဲ့မဝေးတဲ့နေရာမှာမြေအောက်ဌာပနာတိုက်တွေပြုလုပ်ပြီးတော့ သွမ်းဆက်တော်အတီတီကိုထိပြီးတော့အပေါ်ကကြောက်ညူစင်တီတိုတွေကိုထရှိကဒေတာကိုဝေခဲ့တယ်လို့ဆိုပါတယ်တချို့မှတ်တမ်းတွေထဲမှာတော့မုနိငါးစုနဲ့မဟာကျင်ဆဲတုတော်တွေကိုပါမဟာမုနိကိုဘောတော်နဲ့အတူတခါလေးသွမ်းလုခဲ့တယ်လို့ဆိုပါတယ်နောက်ပြီးတော့လိမျိုးခင်မှာပြင်စာမျိုးရဲ့ဘယံမင်းဘလူကိုအမက်တင်ခါရလွတ်ကျင်တဲ့အတွက်သားတော်မင်းရေးပရနဲ့မြတ်ပေါ့ညုံမင်းသမီးတို့ဟာပကံပြင်းစစ်သားဘယံထံမှာခိုလုံခဲ့ကြပါတယ် ကျင်စိတ်သားလွင်ပြီးတဲ့နောက်မှာတော့အလောင်းစီသူမဲလက်ထက်မှာလေးမျိုးကိုပြန်လေတိုက်ခိုက်ပြီးတော့မယ်ရီဘရရဲ့သားတော်လက်ရမင်းနဲ့ကိုထိနေအပ်ခဲ့ပါတယ်ဒီခါမှာတော့အလောင်းစီသူမင်းကြီးကမာမုနိဖရာကိုပကံကိုပန့်ဆောင်ဖို့လက်ရမင်းနဲ့ထက်မှာတောင်းဆိုခဲ့ဘူးတယ်လို့ဆိုပါတယ်အလောင်းစီသူမင်းကြီးရဲ့တောင်းဆိုခြင်းနဲ့ပတ်သက်ပြီးတော့လက်ရမင်းနဲ့ကလူရဲ့ထံပေါ်မုနိရှံကယခင်ရှိများတလိုင်းဟုကြီးပြူအများနဲ့ စိတ်သာဆိုးသွင်းအရှင်ကျွင်တို့ ပေါင်းတန်ကြော့တာဖြတ်ယူပါကေချင်းရများကြောင့်၆ပါးရောင်တွင်မုဏိရှင်မှာခုလျံတလီဇေမြင့်ပြောကေသိမ့်တော်အောက်မှာကြွေပြောက်ပြီလို့ရေးသားပြီးတော့အလောင်းစေသူမင်းကြီးစီကိုဆက်သားခဲ့တယ်လို့ဆိုပါတယ်စူလူတာကတော့လက်ရမင်းနဲ့ဟာအလောင်းစေသူဘယံကြီးကိုဖျားကိုမပေးလို့တဲ့အတွက်တလိုင်းပြူတွေဟာ ဖရားရဲ့ပေါင်တယ်နဲ့ကြောသားနေရာတွေကရွှေတွေကိုခွာယူတော့တယ်လို့ဆိုပါတယ်။ဒါကြောင့်ဖရားကိုဝှက်ထားရတယ်။ဒါမှမဟုတ်တင်အောက်မှာပျောက်ွေတော့တယ်လို့ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။လက်ရမင်းနဲ့ဘယင်ဝှက်ထားခဲ့တဲ့မဟာမုနိကိုဘောတော်ကိုတော့လေးမျိုးခဲ့ပရင်ဘယင်ဒတ်တရာဇာပြန်လေးရှာဖွေပန်းဆောင်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။ဒါကတော့မဟာမုနိဖရားသမိုင်းနဲ့မဟာကျင်းဖရားသမိုင်းတွေကပြောတဲ့အကြောင်းအရာတချို့ကိုအကျဉ်းချုပ်ပြီးတော့ပြောပြခဲ့တာပဲဖြစ်ပါတယ်။ ဒုတိယတစ်ချက်အနေနဲ့ကတော့ရခိုင်ပြည်သမိုက်တရှုမဆက်ပြောရဆိုရင်တရှုနဲ့အရက်ထေးမှာပြောဆိုနေကြတဲ့ဒန္နာယီလူလိုအကြောင်းအရာတွေကိုလေ့လာကြည့်ဖို့လိုပါတယ်ကျွန်တော်တို့မဟာဝဏီဖရာပါတော်မူတော့တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ရခိုင်ရာဇဝင်တရှုအစိုးဖရာသမိုက်တရှုရဲ့အစိုးနဲ့ပဆက်ပြောရဆိုရင်တွေကိုနေ့နေ့လေ့လာကြည့်မယ်ဆိုရင်တော့ပြီးခဲ့တဲ့အပတ်ကကျွန်တော်ပြောပြခဲ့တဲ့ရှင်ဂျောမုနိဖရာသမိုက်ထေးမှာတော့ဆေနသူရပြင်ဟာတညဝတိပြည့်ရဲ့ ठी နဲ့အမွေကိုစက္ကန့်ခဲ့ပါတယ် အညာဥတီထိမဲ့ကိုစူးစမ်းပြီးတော့နင်းစင်တဲ့26နှစ်အရောက်မှာတော့အိန္ဒိယနိုင်ငံမြစ်စိမဒေသမှာသုံးလူထွက်တာမျက်စောပြရရှင်ဝင်ထဲပေါ်ပေါက်တော်မူခဲ့ပါတယ်။ဒီတဲ့ငိုတဆင်ချရတဲ့စနတ်ဒုရယဘယံကြီးဟာမျက်စောပြရရှင်ပွင့်ပေါ်တော်မူနေတဲ့အတွက်အလွတ်တရားမှရှင်လင်းဝဲမြောက်ပြုတ်ပျော်နေခဲ့ပါတယ်။ဒီလိုနဲ့တက်တော်90တနှစ်အရောက်မှာတော့စနတ်ဒုရယဘယံကြီးဟာမျက်စောပြရရှင်ကိုလွန်စားချီညိုဖူးမြော်လိုတဲ့အတွက် အမဲ့ပညာရှိတွေ ਨੇ တိုင်ပင်တဲ့အခါမှာတော့အမဲ့ပညာရှိတွေကဘုရားရှင်စီကိုဒီတိုင်းတော်ရောက်ဖူးမြော်ဖို့ဆိုတာမလွယ်ကူတဲ့အတွက်ဘယင်ကြီးကိုအကြံဉာဏ်တွေပေးခဲ့ပါတယ်အဲ့ဒီအကြံဉာဏ်ကတော့ဘယင်ကြီးနဲ့မြတ်စွာဘုရားရှင်ဟာအတိတ်ဘဝတစ်ခုခုကဆက်ဆက်မှုတွေရှိခဲ့မယ်ဆိုရင်မြတ်စွာဘုရားရှင်ကိုဘယင်ကြီးကိုယ်တိုင်ကအာယုံပြုပြီးတော့အတိတ်ထံဝင်ပြီးမနောအတိတ်ထံပြုပြီးတော့ပွင့်ဖိတ်တော်မူနိုင်တဲ့အကြောင်းကိုစင်နာပြုခဲ့ကြပါတယ် ဘယံကြီးဟာလည်းမှုမဲ့တွေအကျင့်ပေးတဲ့အတိုင်းအတိတ်ထင်ဝင်ပြီးတော့မြတ်စွာဘုရားရှင်ရှိတဲ့အနောက်မြေဆွေမအတ္တဘက်ကိုမျက်နှာမူပြီးတော့ဘုရားရှင်ကို မနောအတိတ်ထင်နဲ့ပွင့်ပြတော်မူခဲ့ပါတယ်။ဆန္ဒသူရိယဘယံရဲ့ပွင့်ပြရှိအရာမြတ်စွာဘုရားရှင်ဟာနောက်လိုက်တင်ကတော့900နဲ့အတူတေလာဂိရိကျောက်တော်တောင်ကတစဲတညာဝတီပြည်ကိုကြွရောက်ရှိမြင်ခဲ့ပါတယ်။ဆန္ဒသူရိယဘယံကြီးဟာလည်းဘုရားရှင်ကို မျက်ဝေါ်ထင်ထင်ဖူးတွေ့ရတဲ့အခါမှာတော့ ဂျင်ညိုလေးစားတဲ့စိတ်တွေဟာအရင်ကတည်းပိုလာပြီးတော့မြတ်စွာဘုရားရှင်နဲ့မခွေးနိုင်မခေါ်နိုင်တဲ့အထည်ဖြစ်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့မြတ်စွာဘုရားရှင်ဟာမျက်စိမှဒေတာကိုပြင်းလင်းဖြတ်ရှိတော့မူမစ်ဆေးဆေးမှာပဲစေနာသူရမင်းကြီးကတောင်းဆိုမှုတစ်ခုကိုပြုခဲ့ပါတယ်။အဲဒါကတော့မြတ်စွာဘုရားရှင်ရဲ့ကိုယ်ပွားဘုရားရှင်တစုကိုထားရှိခဲ့ဖို့ပဲဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကလည်းခွင့်ပြုတော်မူတဲ့အတွက် BC 960မဟာတိဂရိ123ခု ကဆုံးလာပြီနေညနေအရှင်ကစပြီးတော့ပြိဿာလောဟငါးပါးယတနာတွင်နဲ့မဟာမုနိဘုရားကြီးကိုတွန်းလုတော်မူခဲ့ပါတယ်မဟာမုနိဘုရားကြီးဟာဆိုရင် နောက်တနေ့ဇာတပတိနေ့မှာပဲရှောမောအောင်မြင်စာပဲပြီးစီခဲ့ပါတယ်မဟာမုနိဘုရားကြီးကိုတွန်းလုတဲ့အခါမှာတော့ကျွန်းကျင်ရစ်တဲ့ယတနာပစ္စည်းတွေနဲ့ပြည်သူတွေဖူးမြော်နိုင်စေဖို့နောက်တဲ့ဆင်တုတို့တွေကိုတွန်းလုတဲ့အခါမှာတော့ရှင်ကျော်မုနိဖြစ်လာမယ့်မြတ်စွာဘုရားဟာ ငကိုရှိတဲ့မဟာမုနိဖရာတဲ့နှမ်းတလုံးများကြည်နေတယ်လို့ဆိုပါတယ်။နောက်ပြီးတော့ရှင်ကျော်ဖရာနဲ့အတူလေဝဲလက်ရရန်နှစ်ပါးဖြစ်တဲ့မဲအောင်မြင်ဖရာနဲ့ရွှေပုံသာဖရာတို့ကိုလည်းတွင်းလုခဲ့တယ်လို့ဆိုပါတယ်။ရာဇဝင်ဟောင်းနဲ့ထင်းမှာတော့ညီတော်ဖရာကိုးစုနဲ့မဟာကြီးဖရာ28စုတို့ကိုတွင်းလုခဲ့တယ်လို့ဆိုပါတယ်။ဒီညီတော်ဖရာကိုးစုကိုတော့မဟာချန်ဖရာလို့ခေါ်ဆိုကြပါတယ်။မဟာမုနိဖရာကြီးတဲ့နှမ်းတလုံးများကြည်တဲ့ ။ချမ်းကျော်မှုနိဖရာချင်းဟာလည်းအများပြည်သူတွေဖူးမြော်နိုင်ဖို့ကင်းဝဲဆင်ပြီးတော့မူနေတဲ့အချိန်မှာပဲတက်ကရီ1146ခုနှစ်မှာရခိုင်ပြည်ကိုအမရပူရဘရင်ပိုးတော်ပဒုံမင်းသိမ်းယူခေတ်ဆံပါ။တားတော်အင်ရှင်မင်းဟာမဟာမဏိဖရာကြီးကိုဖောင်တော်နဲ့တင်ဆောင်ပြီးတော့မန်းဆောင်ခဲ့ပါတယ်။ဖရာကြီးကိုတင်ဆောင်ထားတဲ့ဖောင်တော်ဟာဈေးရှောင်းမှာရပ်ထားတဲ့အချိန်မှာတော့ရောင်းချေတော်တွေခွင့်ပြုလာပြီးတော့မဟာမဏိဖရာကြီးဟာအထက်ကောင်းခွင့်ပေါ်ကို ပြန်လေကြွရှိတော်မူတော်တယ်လို့ဆိုပါတယ်မနဲ့မိုးလင်းတဲ့အချိန်မှာတော့ဘုရားရှင်မရှိတော့တဲ့အတွက်အရှိမင်းနဲ့စစ်တီပူပါတွေဟာမဲပြင်းမဲနဲ့တင်မှာဆိုတဲ့အတွက်ဘာမုဏိဘုရားနဲ့အနိစ္စဆုံးတူတဲ့ဘုရားတွေကိုလက်ရှာကြည့်တဲ့အခါမှာတော့သတိရှောင်းထင်းမှာရှိနေတဲ့ရှင်ကျော်မုဏိရုပ်ဘောတော်ကိုတွေ့ရှိတဲ့အတွက်ရှင်ကျော်ဘုရားကိုပဲဗမာပြည်ကိုပဲဆောင်တော်ခဲ့တယ်လို့ဆိုပါတယ် နာမည်ကြီးတဲ့ရခိုင်ရာဇဝင်တစ်ခုဖြစ်တဲ့ငမေးရာဇဝင်အဆိုရတော့1146ခုနှစ်တဘိုးဒေလာဆင်စစ်သူရဲ့တနင်္ဂနွေနေ့မှာဈေးချောင်းဝေဖောင်တော်၌တင်ထားတော်လဲဖောင်တော်သည် ပြား၍ဘုရားယုတ်ထုကိုစားတော်သည် ရေတွင်ကင်းဝဲတော်မူလျက်အထက်ကောက်ခင်သို့ထိုင်းလုံးပေါ်မှာပြူးပြူးပြက်ပြက်ရောင်ချေထိန်လျက်ထွန်းပါသောရောင်ချေတက်တော်မူသည်ကလာမျိုးသွေးတော်တို့သည်ရုပ်ရှင်တော်မဟာမုနိကိုမမြင်သည်ဖြစ်၍ ရာဇတဲ့ကြောက်ပြီးတော့ရှောက်ဖွေလေကြတော့မဟာမုဏိနဲ့အစင်းတဲ့တူသောရုပ်ထုတော်တစုကိုရရွေဖောင်းတော်တို့တင်လျက်မှတ်ဆောင်ပြီးတော့အင်းရှိမင်းကိုအတော်မူသည်လို့ဆိုထားပါတယ်ဒီအချက်တကူကြည့်ရတော့ရှင်ကျော်မုဏိဖရာသမိုင်းနဲ့ငမေးရာဇဝင်လာအကြောင်းအရာတွေဟာတူညီနေတာကိုတွေ့ရပါတယ်အရက်ပြောစကားတွေထင်မှာတော့ရခိုင်လူမျိုးတွေဟာနှာရှည်ရဲ့ဟက်ရှိုးဆိုပြီးတော့ရှိတတ်ကြပါတယ်အဲ့ဒီဟက်ရှိုးဆိုတဲ့စကားရဲ့နောက်မှာဖရာဆိုတဲ့ဝဟာရကိုလည်း ထစ်သုံးကြတဲ့အတွက်ဟက်ရှုဖျားဆိုပြီးတော့နာရှည်ကြတာလည်းဖြစ်ပါတယ်ရခိုင်လူစုရင်တော့ဟက်ရှုဖျားလို့ဆိုပါတယ်ဒီအပြောအယဆိုရင်မဟာမုနိဖျားဟာအထက်ကရာဇဝင်တွေက ပြောသလိုပဲအမရပူရကိုပါတော့တာမဟုတ်ပဲရေသေးမှာကင်းဝဲပြီးတော့ဟတ်ရှောင်းဆိုတဲ့အရက်မှာတည်ရှိတယ်လို့ဆိုပါတယ်ဒီရှောင်းထိကိုထင်းရှာတော်မူတဲ့လူတယောက်ဟာဖျားနဲ့တွေ့ခဲ့တဲ့အကြောင်းကိုလည်းပြောဆိုကြပါတယ် ဒီဖုရားဟာဗုဒ္ဓရဲ့ကိုဘောတော်ဖြစ်တဲ့အတွက်သူတော်ကောင်းတွေတရားဓမ္မနဲ့လျော်ညင်တဲ့တနေ့မှာတော့ပေါ်လာလိမ့်မယ်လို့ပြောဆိုကြပါတယ်။နောက်တစ်ခုကတော့အခုရခိုင်မဟာမုနိရဲ့မြောက်ဘက်ညောင်ဘက်အောက်မှာလှိုက်ခေါဂူကြီးတစ်ခုရှိတယ်လို့ဆိုပါတယ်။မြောက်မြစ်တင်မြို့နေတဲ့ကုပောက်ဝါကိုတော့အခုရှင်တွေတွေ့မြင်နိုင်ပါသေးတယ်။ဒီကုပောက်ဟာမြောက်ဦးနန်းတော်ကုန်တီပောက်ရောက်တယ်လို့လည်းဆိုပါတယ်။အရင်ကဒီကုထီမှာဝင်ရောက်ဖူးတဲ့သူတွေလည်းရှိခဲ့ပြီးတော့ ကုဒေကိုတွောတွောပြီးတော့ဝင်ရတယ်လို့နောက်ပိုင်းမှာတော့ကုဟာတဖြည်းဖြည်းနဲ့ခြေပြင်းလာပြီးတော့မြို့ကြီးတစ်ခုကိုတွေ့ခဲ့ရတဲ့အကြောင်းလူတွေဟာအဝက်ဖြူစင်ကြီးပြီးတော့အချင်းသီလနဲ့နေထိုင်ကြကြောင်းဒီကုအတွဲမှာမြတ်စွာဘုရားတနင်္သုံးနေထိုင်နေတာကိုတွေ့မြင်ခဲ့ရတဲ့အကြောင်းတွေကိုလည်းပြောဆိုကြပါတယ်ဒီကုသေးမှာတွေ့ခဲ့တဲ့ဘုရားဟာမဟာမုနိဘုရားအစစ်ဖြစ်ကြောင်းကိုလည်းပုံပြန်လို့လို့ရာဇဝင်လို့လို့ပြောဆိုလက်ကြပါတယ်ဓာတုကတော့ငမေးရဆိုရင်အဆူရှန်ကြောင်မုနိဘုရားသမိုင်းအဆူနဲ့ ဒေတာတွင်းကပစက်ရာဇဝင်တွေရဲ့အဆူတွေပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ပိုင်းကတော့ကျွန်တော်တို့ပညာရှင်တွေရဲ့အဆူကိုလေ့လာကြည့်အောင်ပါ။1146ခုနှစ်ရခိုင်ကြာဆုံးတဲ့အရှင်မှာတော့ဘုရောပြားရဲ့တတော်အရှိစင်ဟာရခိုင်ကမင်းမင်းဖျားနဲ့တဲဖို့ရှိတဲ့ပစ္စည်းတွေဘုရားဆင်းတုတော်တွေကိုပင့်ဆောင်တော်တာဟာအထက်အရှားပဲဖြစ်ပါတယ်။သမိုင်းအရပြင်ကြည့်ရင်တော့ဗမာပြည်အဆက်ဆက်ဟာမဟာမဏိဖျားကိုလူချင်းခေကြတယ်ဆိုတာဟာလည်းအထင်ရှားပဲဖြစ်ပါတယ် ကုန်းမောင်ရှာဘုံတော်စာအုပ်ထဲမှာတော့တောင်ကုန်းလင်းကနေပန်းတောင်ကိုပန်းဆောင်ရမှာအပိုင်းပိုင်းဖြစ်ပြီးတော့ပန်းဆောင်ခဲ့သည်ပန်းတောင်ရောက်မှဆက်သည်လို့ရေးထားပါတယ်အခုမင်းကလေးမဟာမုနီဘုရားကြီးတမိုင်းမှာလည်းအင်းရှိမင်းဟာမဟာမုနီဘုရားကြီးကိုပန်းဆောင်ခဲ့တယ်လို့အတိအလင်းရေးထားပါတယ်ဒီနေရာမှာတမိုင်းပညာရှင်ဒေါက်တာအေရှန်ထောက်ပြထားတဲ့မဟာမုနီတမိုင်းအဆက်ဒုတိယပိုင်းမှာဖော်ပြထားတဲ့အဆက်73ဆက်ထက်ကကောင်းတို့ဆက်တချို့ကိုတင်ပြပေးလိုက်ပါတယ် နံပါတ်၄အချက်ကတော့ရခိုင်စာရေးဆရာထွန်းရှိခိုင်မဟာဝိဇ္ဇာရေးတယ်မဟာမုနိသမိုင်းတွင်ဘုရားကိုထုလုပ်ပြီးတဲ့အရှင်မင်းနဲ့တကွာပြည်သူတွေဟာတဲ့ငါတော်တွေကိုဆင်းခေဖွေတွေဆက်ကဲပြီးတော့ဘုရားရှင်တရားကိုနာကြားကြတယ်ဒါအပြင်ဘုရားရဲ့တကူလူဟာပြင်စားလောဟဖြစ်ပြီးတော့ခန္ဓာကိုအရှုချမှုမျက်နာတော်ပြုံးချွေနေမှုတို့ကိုမြင်သိပညာရှင်မှထုစေမရပါဒါအပြင်ဘုရားရုပ်ဘုတော်ကိုပလဲမို့တန်ရမှလည်း ဒီခေတ်လိုကရင်တွေနဲ့တန်တာမဟုတ်ပဲဖျားရှယ်ဘုံတကူကြောင့်နည်းနဲ့အာယုံအရှိန်မှာထုဆေးထားတဲ့ရုပ်ပေါ်တော်ဟာကင်းဝဲဆင်ပေမဲ့နေရာကြောက်ဆောင်ရှိရာပလင်ထက်ကို ရောက်ရှိနေတာကိုမဲနဲ့တကွပြည်သူတွေကတအံ့တော်မြင်ခဲ့ရတယ်လို့ဆိုခဲ့ပါတယ်။နံပါတ်၅အပိုက်လေးအဆူအရာဆရာငမီးနဲ့ရံပြေဥကတိအဆူတို့၌ဖျားရုပ်ပေါ်တော်ပလင်ပေါ်ကရွှေ့ပြီးဖောင်းတော်တင်သည်ဆိုတာ မဖြစ်နိုင်တာကိုတွေ့ရပါတယ်။နံပါတ်6 နောက်တစ်ခုကတော့ဘုရားရုပ်ပေါ်တော်ကိုဘုရားရှင်ကဆုံးမတော်မူခွေရတယ်။သူဟာနုစဉ်အရှင်ကဥယျာဉ်မှုတရားရဲ့ခြေတော်ကိုကျူးစီခေခြင်းမင်းသားတပါးရဲ့ကြောပြေအသားကိုလှီခေခြင်းကြောင့်သူဟာဝိပက်တော်ရသူခင်ရမည်။ဘုရားရှင်သက်တော်80ပြိဏိပဲဝင်ရှိ၌သာသနာ9000အတွက်ညီတော်ရုပ်ပေါ်မှဆက်လက်ဆောင်ရွက်ရမည်။ထို့ပြင်သူပြုခဲ့တဲ့အကုသို့ခင်ကြောင့်ညီတော်မှာသူအစားခံရမည်လို့လည်း မဲနဲ့တကပြည်သူတွေရဲ့ရှေ့မှာမှာကြခဲ့ရလို့မဟာမုနိသမိုင်းထင်မှာပါရှိတဲ့အတွေ့အင်းရှင်မေသာဟာမဟာမုနိဘုရားကိုတည်ဆောင်ရမှာဒုကောင်းတော်ကြောယူတော်တွေကိုတစားစီဖြုတ်ပြီးတော့တောင်ကိုပန်းတော်လဲအတိုင်းတည်ဆောင်လာပြီးတော့ပန်းတော်မှာပြန်လည်တက်ဆင်ကအမရပူရာကိုတည်ဆောင်တော်သည်လို့ရန်ပရိဥစင်တန်အဆုနဲ့လည်းညီတယ်လို့ဘုရားရှင်ရဲ့နမိတ်စကားနဲ့လည်းကန့်ကြီးပါသဖြင့်မင်းတလေးရှိမဟာမုနိရုပ်ပေါ်တော်ဟာ ရခိုင်ကသစ်ဆောင်တော်တဲ့ပြုပေါ်တော်အစီဖြစ်ဒီမှာမှန်ကန်ကြောင်းတွေ့ရပါသည်နံပါတ်9အင်းရှိမဲဟာဘုရောဖရာအားဆရာငမေရင်းပြဥက္ကတိလို့ပြောသလိုရုပ်ပေါ်တော်တစ်ခုသာမှန်ရင်ထင်ရှင်ရေးပါမလားအမဲအတိုင်းသာရှုပ်တဲ့အမည်ဖြစ်သည်လိညာ၍မရသောကိစ္စဖြစ်၏မြမသမိုင်းရဆိုရင်တွင်လေထိုးထိုးပြောဆိုထားသည်ကို မတွေ့ရသဖြင့်ရုပ်ပေါ်တော်အစိတ်သာဖြစ်သည်နံပါတ်9 မဟာမုဏိဖုရားကိုမြတ်မာဘုရင်များဖြစ်တဲ့အနုယထာအလောင်းစေသူတို့အပြင်မထေနှစ်ပါးရောက်ရှိခဲ့ကြောင်းတမိုင်းမှတ်တဲ့များကဆိုပြီးတော့ဘုရားကိုလှူဒဲပြုပြန်ခဲ့သည့်တမိုင်းသာရှိပါတယ်။ထို့အပြင်မဟာမုဏိကိုဖြစ်စည်းမိရှုခဲ့တဲ့သူတွေဟာရှင်းလူမျိုးများ၊မွဲလူမျိုးများသာဖြစ်သည်ဟုမဟာမုဏိတမိုင်းကဆိုထားသည့်ကိုတွေ့ရပါတယ်။ဒါအပြင်အင်ရှိမဲရခိုင်ကို ရှိစဉ်ကတရှုမူကွေးရခိုင်တမိုင်းတွေမှာ ဘုရောဥဝိုင်းလက်ထက်မှာရခိုင်ရှိစေကြည်ပထိုးများတဲငါတော်များပြည်သူများစွာကိုတက်ဖြည့်ဖြစ်စီခဲ့ပြီးတော့မဟာမုနိဖျားကိုလည်းရေမှဟွက်ထားတယ်ဆိုတဲ့အရာတွေကတော့သမိုင်းအလေးများသာဖြစ်ပါတယ်။ဘာကြောင့်ဆိုတော့ရှင်းပြနှစ်ပါလှူတဲမှုအပြင်အရှင်မင်းသားနဲ့ဘုရားကောဘကဥရွှေဖြူတို့ပြောဆိုမှုအခန့်အရာ ကောဘကကြီးကလစ်လို့မှုရှိစွာသမိုင်းကို ရှင်းပြသည့်အတွက်အရှင်မင်းဟာတရှုမှုကွေးသမိုင်းများအစိုးရ အပြစ်မဲ့သူတွေယဟန်တွေဇီဒီပတိုးတွေကိုဖျက်ဆီးခဲ့တယ်ဆိုတာလုံးဝမဖြစ်နိုင်ကြောင်းကိုတွေ့ရှိရပါတယ်။နံပါတ်10ထွေးရှိခံရခိုင်ဆက်ရေးဆရာ ရေးသားတဲ့မာမူနီသမိုင်းမှာပန်းတောက်ရောက်တဲ့အချိန်တိုင်းရခိုင်အမဲများက ကိုဘောတော်နေတူ ရုပ်ဘောတော်တဆူကိုရခိုင်နိုင်ထုလို့ကိုကိုွယ်လိုပါကြောင်းမြန်မာပြည်အားရှောက်ထားရာဖွင့်ပြပါသဖြင့်ယခုရခိုင်နိုင် ကိုကိုွယ်ခေကြသောမာမူနီကိုထုလို့ကြသည်ဟုရေးထားတာကိုတွေ့ရပါသည်။နံပါတ်7 ်မဟာမုနိရဲ့ထူးခြားချက်မှာရခိုင်သမိုင်းစဉ်ကိုပဲကြည့်ကြည့်မြန်မာသမိုင်းစဉ်ကိုပဲကြည့်ကြည့်မဟာမုနိဆောင်းတဲ့ပိဋကတ်တိုက်တော်ပရဝုံအတွင်းမိတိအရာမိလောင်တိဖြစ်စေမင်းပြောက်မင်းလွေဖြစ်တယ်ကိုတွေ့ရပါသည် နောက်ဆုံးအမရပူရမှာရှိတဲ့မဟာမုနိဆောင်းတဲ့မိလောင်ပြီးတိဘောပင်ရပါတော်မူသောတာကိုလူတိုင်းသိပါသည်ယနေ့မူကွေးရခိုင်သမိုင်းများကြောင့်ရခိုင်လူမျိုးများဟာဗမာတွေကိုဘိုးတော်ဖျားလုလို့သူတို့ရခိုင်တွေတည်ကြရ မာမုနိယူတော်လိုမုံနေကြတာကိုသိရပါတယ်။တကယ်တမိုင်းအရာကြည့်မယ်ဆိုရင်ရခိုင်ရှိစေတီပထိုးမြနဲ့ပြည်သူတွေကိုဖျက်ဆီးခဲ့တာဟာရှင်းနဲ့မွန်နေတာဖြစ်ပြီးတော့ဗမာဘီယန်နေယူတော်ဒီမှာမဟာမုနိတာရှိပြီးတော့ကျင်တိယုတ္တုမှာဗမာပိုင်းများဖြစ်တယ်ကိုတွေ့ရပါလိမ့်မည်။နံပါတ်၁၀ထူးဆဲအရှင်ကရခိုင်မှာယတရာ ခေါလုံရှိတယ်လို့ဆိုပြီးဖြစ်၍ အမန်တကေသာရခိုင်နောက်ဆူးမင်းဟာမင်းမြတ်တပါဆုခေရဲ့ထိုခေါလောင်းကိုတီးပြီးယတရာရှိပါက အမရပူရာအင်ရှိမင်းနိုင်စရာအကြောင်းမရှိပါထို့ပြင်ဘုရားရှင်ရဲ့ဗျာဒိတ်တော်ရတည်ထားခဲ့တဲ့ရုပ်ပေါ်တော်ဖြစ်၏အမန်သာဘုရောဘုရားဟာမင်းညစ်တပါဖြစ်မည်ဆိုရင် ရုပ်ပေါ်တော်မြတ်ကိုသေဆောင်နိုင်စရာ အကြောင်းမရှိပေထို့ကြောင့်ပရိသရိစနစ်အရာဘယင်တွေဟာမုံလို့စစ်တိုက်ကြတာမဟုတ်ပေအမ်ပါယာရှစ်ထွင်ပြီးတော့ တစုတစည်းတဲ့တိုင်းပြည်ကိုအုပ်ချုပ်လို့ရဖြစ်သည်နံပါတ်7မဟာမုနိရုပ်ဘောတော်အစစ်ဟာဘုရားရှင်သွင်းလုံးစင်က၈တောင်နဲ့၂မိုင်ရှိတယ်လို့ဆို၍ရှင်တို့မဟာမုနိဘုရားအားရွှေခေါ်ယူခဲ့သည့်အတွေ့ယနေ့အမရပူရမှာရှိတဲ့မဟာမုနိဘုရားမှာလည်း၈တောင်ကျော်သာရှိပါတော့သည်ဒီအချက်ကိုတဘာဝယုတ်တိအရာ ကြည့်မယ်ဆိုရင်မန္တလေးရှိမဟာမုနိမှာအစစ်ဖြစ်၍ရခိုင်ရှိမဟာမုနိတစုမှာ ထက်မှန်သွယ်လုံးထားရှင်းတာဖြစ်ကြောင်းသုံးသက်တင်ပြအပ်ပါသည်လို့ဆိုထားပါတယ်။ဒါကတော့ရခိုင်လူမျိုးသမိုင်းပညာရှင်ဒေါက်တာအေရှင်ရှင်းပြထားတဲ့အထောက်အထားတွေပဲဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့လည်းဖရာအတုအစစ်ဆိုတာကိုညှင်းခုံပြီးတော့နေဆရာမလို့တော့ပဲလူမျိုးကြီးဆင်တဲ့အမှုစကားတွေကိုပြောဆိုနေဖို့လေမလို့ကြတော့ပါဘူး။တကယ်တော့ကျွန်တော်အစိုးပိုင်းကပြောခဲ့တယ်လို့ပဲဘုရားဆင့်တူတော်တွေဟာမြတ်စွာဘုရားရှင်အစီမံမဟုတ်ကြတာပဲအကုန်လုံးကအတုတွေပဲဖြစ်တယ် ဒါပေမဲ့ကျွန်တော်တို့ကမြတ်စွာဘုရားရဲ့ဂုဏ်တော်တရားရဲ့ဂုဏ်တော်သင်္ကန်ရဲ့ဂုဏ်တော်တွေကိုအလေးအမြတ်ထားဖို့သာအရေးကြီးပါတယ်။နောက်ပြီးတော့မန္တလေးမဟာမုနိဘုရားဟာသမိုင်းကိုလိန်လေဖျောက်ဖျက်ခင်ရတဲ့ဘုရားမဟုတ်ပဲရခိုင်ကပင်းဆောင်လာခဲ့တဲ့ဘုရားလို့သမိုင်းတွေမှာအတိအကျရေးထားပါတယ်။ဒီဘုရားကြီးကိုလည်းအခုအရှင်တိတချို့ဆိုရင် ရခိုင်ဘုရားကြီးလို့ခေါ်ဆိုနေကြဆဲလေဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့မန္တလေးဟာမြန်မာပြည်အလေးပိုင်းဖြစ်တဲ့အတွက်ဒီလိုမျိုးဘုံတကူကြည့်တဲ့ဘုရားတဆူကိုနေနေအရရက်ကလူတွေရဲ့အလွေတကူလာရောက်ဖူးမြို့ကျဉ်ကျုံနှံကြတဲ့အပေါ်မှာလဲကျွန်တော်ဟာဆိုရင် ရခိုင် လူမျိုးတစ်ယောက်ဖြစ်တဲ့အတွက်လွတ်တရားမှဂုဏ်ယူဝဲမြောက်မိပါတယ်ဒီနေ့မှာတော့ကျွန်တော်မဟာမုနိဘုရားသမိုင်းနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုအပိုင်း၃ပိုင်းခွဲပြီးတော့ပြောဆိုခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့မော်ရာဇောပါ it